မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဧပြီလ22ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့တောင်ကူမြို့နီရစ်စတာစကေး၄.၃အဆင့်အင်အားအသင့်တင့်ရှိတဲ့မြေငလင်တစ်ခုထပ်မံလှုပ်ခတ်တဲ့သတင်း။ အကြံဖတ်စက်ကောင်စီကငလျင်တန်တင့်ပြည်သူတွေစီကနေမီတာကကိုအတ္တမတောင်းခံနေတဲ့တဲ့အတ္တမစစ်သားစုဆောင်ခံရသူတပ်သားနှစ်ဦး local local pdf ထံအလင်းဝင်တဲ့တဲ့ညောင်လေးပင်ခရိုင်တွင်အကြံဖတ်စက်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်အရက်သားပြည်သူတဦးသေဆုံးပြီးနေအိမ်တွေနဲ့ပစ္စည်းတွေပျက်စီးဆုံးရှုံးရတဲ့တဲ့ရွှေဘိုမြို့နယ်ကွန်ဆက်ယွာစာတင်ကျောင်းကိုအကြံဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ကိုဝင်းဆောင်အမျိုးသမီးအပါအဝင်နှစ်ဦးသေဆုံးပြီး 6ဦးတန်ရာရတဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။ပထမအဦးဆုံးတင်ဆက်ပေးမယ့်တဲ့င်းကတော့တောင်ကူမြို့နီရစ်စတာစကေး4.3အဆင့်အင်အားအသင်းတင်းရှိတဲ့မြေငြိမ်တစ်ခုထပ်မံလှုပ်ခတ်တဲ့တဲ့င်းပါ။ပဲခူးတိုင်းတောင်ကူမြို့အနီးမြေရောက်အနက်30ကီလိုမီတာကိုဗဟုပြုကရစ်စတာစကေး4.3အဆင့်နဲ့အင်အားအသင့်တင်ရှိတဲ့မြေငလင်တစ်ခုဟာ ဧပြီလ22ရက်မြန်မာစံတော်ချိန်မနက်3:48မိနစ်အချိန်မှာထပ်မံလှုပ်ခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ဒါအပြင်ဧပြီလ19ရက်နေ့ကလည်းမြန်မာစံတော်ချိန်ညနေ6:20မိနစ်20အချိန်မှာပဲခူးတိုင်းဖြူးမြို့အနီးမြေရောက်အနက်30ကီလိုမီတာကိုဗဟိုပြုက Restar Scale 4.3တဲ့အင်အားအတင်းအတင်းရှိတဲ့မြေငြင်းတစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။မန္တလေးတိုင်းဝမ်ရွင်းမြို့အနီးမြေရောက်အနက်30ကီလိုမီတာကိုဗဟိုပြုကာ ရစ်တာစကေး၄ဒသမ၂အဆင့်အင်အားအသင့်တင့်ရှိတဲ့မြေငလျင်တစ်ခုဟာဧပြီလ၁၉ရက်နေ့မြန်မာစံတော်ချိန်မနက်9နာရီမိနစ်50အချိန်မှာထပ်မံလှုပ်ခတ်ခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ထားတာပါမတ်လ28ရက်နေ့ကပြင်အား9ဒသမ9အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်များဆက်တိုက်လှုပ်ခတ်နေရာဧပြီလ၁၉ရက်နေ့အထိကိုငလျင်လှုပ်ခတ်မှုပေါင်းအချိန်ရေ150နီးပါးရှိလာပြီလို့သိရပါဗျာ စကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်တွင်နဲ့အညီနေထိုင်ကြဖို့အတွက်လည်းဝင်ကြီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကငလျင်ဒန်တင်ပြည်သူတွေစီကနေမီတာကကိုအတမတောင်းခံနေတဲ့သတင်းပါအကြံဖတ်စစ်ကောင်စီကငလျင်ဒန်တင်ပြည်သူတွေစီကနေမီတာကကိုမဖြစ်မနေပေးဆောင်ရမယ်ဆိုပြီးအတမငွေတောင်းခံတဲ့ထုတ်ပြန်စာကို ဖျဲသီးတွေကနေပေးပို့လာပါတယ်။အမေစုလက်ထက်ကကိုဗစ်ဖြစ်တုန်းကတော့လျှက်စစ်မီတာကားတွေကိုရှော့ပေါက်ပေးတယ်။အခုဟာကနေစရာအိမ်အောင်မရှိတော့တဲ့သူတွေစီကနေအတင်းငွေညှစ်ပြီးတောင်းနေတာ။တေးကြတဲ့ဒီပတ်စံတွေကပြည်သူတွေကိုတတ်ဖို့ကြည်စံဖို့ရအောင်ရှာနေတာပဲလို့ဖျဲသီးတူကပြောပါရယ်။အကြံဖတ်စက်ကောင်စီကမီတာကကြတဲ့ငွေတွေကိုမီတာပေးစာရွက်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်ရမယ့်ရက်အတိုင်းပေးဆောင်ရမှာဖြစ်တယ်လို့မတရားထုတ်ပြန်ထားတာပါ။ အဲ့ဒီလိုထုတ်ပြန်ထားတဲ့စာရွက်ကလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့နေပြီးတော့ပြည်သူ့အစိုးရလက်ထက်ကကိုဗစ်ကာလမှာမီတာက ဖြေလျှော့ပေးခဲ့ပေမဲ့လည်းပြည်သူ့အစိုးရစီကနေအတ္တမအာဏာလုယူထားတဲ့မင်းအောင်လှိုင်ကတော့ကြည်စံဘိုးရအောင်ငလျင်တန်းတဲ့ပြည်သူတွေစီကအတ္တမပတ်စံကောက်နေတာလို့ပြည်သူတွေအပြစ်တင်ပြောကြားနေတာတွေ့ရပါတယ်။ပြည်သူ့အစိုးရလက်ထက်မှာကိုဗစ်ဖြစ်တော့မီတာကားတွေကိုရှော့ချပေးတယ်၊မှတ်မိသေးတယ်၊တလာချင်းစီအလိုက်ရှော့ချပေးခဲ့တာ။ အခုမအားလာကပြည်သူတွေကိုတတ်ဖို့ပတ်စံကိုပြည်သူတွေစီကပြန်တောင်းနေတာပဲနိုင်ငံတကာကငလျင်အတွက်ထောက်ပံ့တာတွေလည်းသူတို့ပဲယူတယ်အဲ့ဒါကို အားမရသေးဘူးပြည်သူတွေစီကပါလာနှိုက်ယူနေတာလို့မန္တလေးမြို့ကန်တခုကမှတ်ချက်ပြုပြောကြပါဗျ။နိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရလက်ထက်မှာကိုဗစ်ကပ်ရောဂါဆိုကြီးဖြစ်ပွားခဲ့စဉ်ကမီတာကားတွေကိုယူနစ်150အတွက်ကြာသိငွေ11550နဲ့မီတာကဝန်ဆောင်မှုကိုရှော့ချပေးခဲ့တာပါ။ အဲ့ဒီလို short ချပေးတဲ့အတွက် unit 150အောက်သုံးဆွဲသူတွေဆိုရင်မီတာကပေးဆောင်စရာမလိုတဲ့အထီကိုအဆင်ပြေခဲ့ပါဗျ။အခုတင်ဆက်ပေးမယ့်သတင်းကတော့အဓမ္မစစ်သားစုဆောင်းခံရသူတပ်သား2ဦး Loyal Local PDF တန်အလင်းဝင်တဲ့သတင်းပါ။ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပိုမြို့နယ်အခြေစိုက်အကျန်းဖတ်စစ်တပ်ရဲ့ခမာယ910တရင်မှအဓမ္မစစ်သားစုဆောင်းခံထားရတဲ့တပ်သား2ဦးဟာ လွိုက်ကော်မျိုးနယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်လွိုက်ကော် local PDF ထံကိုဧပြီလ19ရက်နေ့ကလက်နက်မဲ့အလင်းဝင်ခဲ့တယ်လို့သိရပါဗျ။အရမစစ်သားစုဆောင်ခံရသူ2ဦးဟာအကြမ်းဖက်စစ်ကောင်စီရဲ့ရှောင်းတခင်ဖမ်းဆီးကအပတ်စဉ်9နဲ့6တင်းနှင်းစင်းတွေဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အရမစစ်မှုတန်းတပ်သားအဖြစ်မှပြန်လည်ယုံထွက်ခဲ့တဲ့တပ်သားတွေကိုနှွေးထွေးစွာကြိုဆိုခဲ့ပြီးလုံခြုံတဲ့အရက်မှနေရာချထားပေးတယ်ဆိုတာနဲ့ကာယကံရှင်တွေရဲ့ဆန္ဒကိုလက်လျောပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ လိုက်ကော local pdf အနေနဲ့လာရောက်ပူးပေါင်းကြမဲ့အကြံဖတ်စစ်တပ်မှနှစ်ရှည်လများတောင်းဝင်ထမ်းဆောင်နေတဲ့အရာရှိစစ်တီအောက်ခြေရဲပေါ်များအားလုံးပြည်သူ့ဘက်ကိုပြန်လည်ခိုလုံကြဖို့နဲ့လာရောက်ပူးပေါင်းပါကအလေးထားကကွယ်စောင့်ရှောက်သွားမယ်လို့လည်းအတိပေးထုတ်ပြန်ထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ညောင်လေးပင် KI အတွင်အကြံဖတ်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်အရသာပြည်သူတို့ဦးသေဆုံးပြီးနေအိမ်တွေနဲ့ပစ္စည်းတွေပျက်စီးဆုံးရှုံးရတဲ့သတင်းပါ။ ရင်မျိုးသားအစည်းအရုံး KNU ညောင်လေးပင် KYI ကြောက်ကြီးမြို့နယ်နဲ့မူးမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီကပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကိုပိတ်မှတ်ထားပြီးလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ KNU ဗဟိုကထုတ်ပြန်လိုက်ပါတယ်။ကြောက်ကြီးမြို့နယ် KNU စီမံအုပ်ချုပ်မှုနယ်မြေအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့ခလာယာ264တက်မှဧပြီလ18ရက်နေ့မနက်9:06မိနစ်မှာပစ်ခတ်လိုက်တဲ့120မမနှလုံးမှာ ရေရင်းကုန်းကျေးရွာတွေကိုကြားရောက်ပောက်ကွဲခဲ့ပြီးအသက်43နှစ်အရွယ်အမျိုးသားတဦးသေဆုံးကပြည်သူ6ဦးနဲ့နေအိမ်6လုံးထိခိုက်ပျက်စီးခဲ့တဲ့အပြင်ဆိုင်ကယ်2စီးနဲ့ထော်လာကြီးတစ်စီးပါထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်အကြံဖတ်စက်ကောင်စီကမနက်9:05မိနစ်အချိန်မှာလဲ Jet Fighter တစ်စီးနဲ့နိုဂေါ်ကျေးရွာဘေးကိုလာရောက်ပစ်ခတ်ခဲ့တာကြောင့်ပြည်သူပိုင်းနွားတကောင်ထိမှန်ခဲ့ပြီးဝက်တကောင်ပါထိမှန်သေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ မူးမြို့နယ်အတွင်းအကြံဖတ်စစ်ကောင်စီရဲ့ခမာရ391တက်ရင်မှဧပြီလ16ရက်နေ့ည8နာရီမိနစ်30အချိန်မှာပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတစ်လုံးမှာထွန်ဒီကုန်းကျေးရွာဒဲကိုကြားရောက်ပောက်ခွဲခဲ့ပြီးပြည်သူနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ညောင်လေးပင်ခရိုင်တွင်အကြံဖတ်စစ်ကောင်စီရဲ့အကြံဖတ်လုပ်ရက်တွေကြောင့်အရက်သားပြည်သူပိုင်ပစ္စည်းတွေနဲ့နေအိမ်တွေများစွာထိခိုက်ပျက်စီးဆုံးရှုံးနေရပြီးပြည်သူတွေမှာစိုးရင်ကြောက်ရွံ့မှုများစွာနဲ့အသက်ရှင်နေထိုင်နေကြရတယ်လို့ KNU ဗဟိုကအတည်ပြုထားပါတယ်။ ထမတင်ဆက်ပေးမယ့်သတင်းကတော့ရွှေဘိုမြို့နယ်ကွန်စက်ရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ကိုဝင်းဆောင်အမျိုးသမီးအပါအဝင်2ဦးသေဆုံးက5ဦးဒဏ်ရာရတဲ့သတင်းပါ။စကိုင်းတိုင်းရွှေဘိုမြို့နယ်ကွန်စက်ရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကဧပြီလ20ရက်နေ့မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကိုဝင်းဆောင်အမျိုးသမီးအပါအဝင်2ဦးသေဆုံးက5ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ အကြံဖတ်စစ်တပ်ကရွှေဘူမြို့နယ်ကွန်စစ်ရွာစာတင်ကျောင်းကိုဧပြီလ20ရက်နေ့ညနေ3:25မိနစ်အချိန်မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအမျိုးသမီး2ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရခဲ့ပါဗျာ။တေဆုံးအမျိုးသမီး2ဦးကကိုဝင်အရင်မှရှိနေပြီးအရေးပေါ်ခွေးမွေးလိုက်နိုင်ပေမဲ့လည်းကလေးပါအသက်ဆုံးရှုံးလိုက်ရတယ်လို့ဒေသခံတို့ကပြောပါဗျာ။ ကွန်စစ်ရွာဟာအကျန်းဖတ်စစ်ကောင်စီတပ်ဆွဲထားတဲ့ပလိုင်းပြူရွာနဲ့သုံးမိုင်ခန့်အကွာမှာရှိပါတယ်။အကျန်းဖတ်စစ်တပ်ကငလျင်ဘေးကြောင့်ဒေါ်လန်ရီတပ်ဖွဲ့တွေဟာအပြစ်ရက်ကြောင်းကြီးညာထားတဲ့အချိန်မှာပဲနိုင်ငံတော်မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာမြေပြင်ကနေစစ်ကြောင်းထိုးတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချေမုံရီလူမှုဆန္ဒပြပွဲတရင်တွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မျိုးနယ်မှာအောင်လန်လှိမီဒေါင်းသွေးနီတပိတ်စစ်ကြောင်းကအကြံဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအောင်လန်လှိမီဒေါင်းသွေးနီတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လှန်ပြည်သူတွေကနေမည်မငိမ့်သက်မှုကြားထဲကနေပဲအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့ဧပြီလ22ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။